အားလုံးပဲမင်္ဂလာပါဗျာ GDS Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာတွေကတော့ UFC ဖွဲ့စည်းရဲ့ Light Heavyweight တန်းက Champion ဟောင်းကြီးမဂုံးမအန်ကာလိုက်ရဲ့အနေနဲ့သူ့ရဲ့နောက်ထပ်ပြိုင်ဘက်က Bay Fighter ဖြစ်သွားနိုင်တယ်လဲဆိုတဲ့အကြောင်းဂျာသီးကမှရှင်ပြိုင်ထိုးတက်သွားခဲ့တဲ့ပွဲစဉ်မှာပွဲကြည့်ပြင်ရှင်ပြိုင်မထိုးတက်နိုင်တာကြောင့်မို့လို့အရှုံးပေးပြီးတော့ထွက်လာခဲ့ရတဲ့ပုံမှာအခုချိန်ထိလေမလျှော်သေးတဲ့ဒေတိုက်ချမ်းနေစေဖြစ်တဲ့ Rainier Rider ဆိုတဲ့အကြောင်းနဲ့ ။အင်မတမားကိုပွဲကူးကျန်းနေတဲ့ UFC ရဲ့ဒီဘန်နမွေတန်းကုတ်ကြီးလို့ပြောရမယ်။ Mirat Devlin Shivi ရဲ့နောက်ထပ်ရှင်ပြိုင်ထိုးသက်သွားရမယ်ပွဲစဉ်စတဲ့အကြောင်းအရာတွေကိုသုံးသပ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ပထမအဦးဆုံးအနေနဲ့ဒီတင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာတော့ UFC ရဲ့ဒီ Light Heavyweight တန်း Champion ဟောင်းကြီးဖြစ်တဲ့ Magomed Ankalaev ရဲ့အနေနဲ့သူ့ရဲ့နောက်ထပ်ပွဲစဉ်ကဘယ်တော့လဲ၊သူ့ရဲ့နောက်ထပ်ပြိုင်ဘက် Fighter ကဘယ်သူလဲစတဲ့အကြောင်းအရာတွေကိုသုံးသပ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ UFC ရဲ့ဒီ light heavyweight တန်းမှာအရှင်ပြိုင်ထိုးသက်နေတဲ့ fighter ကြာကြီးဖြစ်တဲ့ Marco Matt and Gal Light ရဲ့အနေနဲ့သူနောက်ဆုံးရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ပွဲစဉ်ကတော့ UFC ရဲ့လက်ရှိကြသောလေ light heavyweight တန်း champion Alex Pereira နဲ့ရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ပွဲစဉ်ဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်မှာသူ့အနေနဲ့ Alex Pereira ကိုပထမအချိန်မှာအလဲထိုးခံရပြီးတော့တိုင်ပွဲရဲ့နဲ့ရှုံးနိမ်သွားခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့တော်တော်လေးကိုအဆက်ရခဲ့တယ်လို့ပြောရမှာပဲဖြစ်ပါတယ်မာဂိုမန်အန်ကလိုက်ရဲ့အနေနဲ့သူ့ရဲ့ social media မှာမျှဝေလာခဲ့တာက သူ့အနေနဲ့အဲ့ဒီပွဲစဉ်ပြီးခဲ့တဲ့က training လေ့ကျင့်ခန်းတွေပြန်ပြီးတော့လှုပ်ဆောင်နေပြီဖြစ်တဲ့အကြောင်းမကြာခင်အချိန်တွင်းမှာအကောင်းဆုံးပုံစံနဲ့ပြန်လာခဲ့မယ်ဆိုတဲ့အကြောင်းကိုပြိသက်တွေစီကိုမျှဝေလာခဲ့တာပဲဖြစ်ပါတယ်ဆိုတော့မာကိုမန်အန်ကလိုက်ရဲ့ပြိသက်တွေအနေနဲ့ကလည်းမာကိုမန်အန်ကလိုက်ရဲ့အနေနဲ့ကြံခဲ့တဲ့ဒီ LS Barra နဲ့ Champion Cup ကောက်ွယ်ပွဲပွဲစဉ်မှာဘာကြောင့်မာကိုမန်အန်ကလိုက်ရဲ့အနေနဲ့လွယ်လွယ်ကူကူနဲ့ရှုံးနိမ့်သွားခဲ့ရတာလဲပြီးတော့သူ့ရဲ့နောက်ထပ် Champion Cup စိန်ခေါ်ပွဲပွဲစဉ်ကရောဘယ်တော့ဖြစ်မလဲစတဲ့အကြောင်းအရာတွေကိုသိကျင်နေကြတာပဲဖြစ်ပါတယ်။မာကိုမန်အန်ကာလိုက်ရဲ့အနေနဲ့ဒီသူကလက်ရှိလောလောဆယ်မှာ UFC ရဲ့ Lightweight Dan Champion ကပတ်ကိုသူ့အနေနဲ့ Alex Pereira နဲ့ပထမတစ်ကြိမ်ရှင်ပြိုင်တွေ့ဆုံထိုးသက်ပြီးတော့နိုင်ရရှိခဲ့ပေမဲ့အဲ့ဒီ Champion ကပတ်ကိုကာကွယ်ဖို့အတွက် Alex Pereira နဲ့ပြန်လည်တွေ့ဆုံတဲ့အခါမှာရှုံးနှင်းခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကို Champion ကပတ်စိန်ခေါ်ခွင့်ချက်ချင်းပေးလိုက်မှာတော့မဟုတ်ပါဘူး။ ဆိုတော့မာဂိုမန်အန်ကလိုက်ရဲ့အနေနဲ့ fighter တရားရောက်ကိုရှင်ပြိုင်ထိုးသက်ပြီးကမှသာနဲ့အဲ့ဒီ fighter နဲ့နိုင်ရရှိသွားခဲ့မယ်ဆိုလို့ရှိရင်သူ့အနေနဲ့ချန်ပီယံကပ်စင်ကောကွယ်ထပ်မံပြီးတော့ရရှိနိုင်တဲ့အနေဒါဖြစ်ပါတယ်။ရရှိလောလောဆယ်ရဲ့ဒီ light heavyweight တန်းအခင်းချင်းကလည်းမာဂိုမန်အန်ကလိုက်ရဲ့အနေနဲ့ရှင်ပြိုင်ထိုးသက်မယ်ဆိုရင်ရှင်ပြိုင်ထိုးသက်စရာ fighter ကမင်းမဆဆမရှိပါဘူး။ light heavyweight တန်းမှာလက်ရှိလောလောဆယ်မင်းမှုနေတဲ့ fighter တွေကတော့ Alex Barra ကတော့ချန်ပီယံပြီးတော့ Yuri Brohas ကပြီးတော့မာဂိုမန်အန်ကလိုက်ရဲ့ ခါလီရောင်ဒရီဂျမဲဟေးစားတဲ့ဖိုက်တာတွေကမင်းမှုနေတာဖြစ်ပြီးတော့လက်ရှိလောလောဆယ်အနေထားမှာ ပြောရမယ်ဆိုရင်မာဂိုမန်ကလိုက်ရဲ့အနေနဲ့ကလည်းထိုးသက်စရာဖိုက်တာကများများဆဆမရှိပါဘူးဆိုတော့ကျွန်တော်အနေနဲ့ဘဲဖိုက်တာကိုပြင်းမြင်မိတယ်လဲဆိုလို့ရှိရင်လက်ရှိလောလောဆယ်မာဂိုမန်ကလိုက်ရဲ့နဲ့ထိုးသက်ဖို့အတွက်အသင့်တော်ဆုံးဖိုက်တာကတော့အဲ့ဒီမာဂိုမန်ကလိုက်ရဲ့ချန်ပီယံကပ်ကာကွယ်ပွဲနေ့မှာပဲရှင်ပြိုင်ထိုးသက်သွားတဲ့ဖိုက်တာဂျီဘရာစ်ကဖြစ်ပါတယ်ဂျီဘရာစ်ကအနေနဲ့ကလည်းဒီမာဂိုမန်ကလိုက်ရဲ့ချန်ပီယံကပ်စင်ခေါ်ခွင့် ရတဲ့အချိန်တည်းကသူ့အနေနဲ့မကိုမန်းအန်ကလိုင်ရဲ့ကိုမျက်စိကျနေခဲ့တာဖြစ်ပြီးတော့သူ့အနေနဲ့သူကလည်းနောက်ဆုံးရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ပွဲစဉ်မှာ Harley Roundtree ကိုနိုင်ရရှိခဲ့ပြီးတော့ Champion ကပတ်စင်ခေါ်ခွင့်ကိုထိုင်းလိုက်တန်တန်ပြန်လည်ရရှိသွားပြီလို့ပြောရမှာဖြစ်ပေမဲ့ Champion ကလည်းသူနှစ်ချိန်တိုင်ရှုံးထားခဲ့ပူတဲ့ Fighter ကြီး Alex Pereira ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့တတိယအကြိမ်မြောက်ရှင်ပြိုင်ထိုးသက်ခွင့်သူ့ကို ပေးဖို့ကြတော့လေ UFC ဖွဲ့စည်းကအနေငယ်ထပ်ပြီးတော့ ဒီစဉ်းစားနေရတဲ့ပုံပေါက်နေပါတယ်။ဘာလို့လဲဆိုတော့ LS Barra နဲ့နှစ်ချိန်တွေ့တယ်။နှစ်ချိန်စလုံးရှုံးထားတဲ့အနေထားမှာနောက်တစ်ချိန်တွေ့ရင်လည်းနောက်တစ်ချိန်ထပ်ပြီးတော့ရှုံးနိုင်တဲ့အနေထားရှိနေလို့ပဲဖြစ်ပါတယ်။ဆိုတော့ပြောရမယ်ဆိုရင်အခုချိန်မှာအသင်းတော်ဆုံးက Jiru Hasga နဲ့ Marco Van Anger Lyat တို့ကို Titan Eliminator 5ပွဲတက်ပေးလိုက်ပြီးတော့နိုင်ရရှိတဲ့သူကချန်ပီယံကပတ်ကိုစိန်ခေါ်ခွင့်ရမယ်ဆိုလို့ရှိရင် Jiru Hasga တို့က Marco Van Anger Lyat တို့ကိုကောင်းတဲ့အနေထားဖြစ်ပါတယ်။ ပြည်သက်မြင်ရကြည့်မယ်ဆိုလို့ရှိရင်လည်းဒီ fighter နှုန်းကတော်တော်လေးကိုဒီ light heavyweight တန်းမှာထိတ်တန်း fighter တွေဖြစ်တဲ့ကျောင်းကျင်တွေလည်းရှင်ပြိုင်ထိုးတက်နိုင်တဲ့အလဲထိုး power တွေကလည်းအပြည့်ရှိတဲ့အတွက်ကြောင့်မို့လို့ဒီပွဲစဉ်ကတော်တော်လေးကို လပ်ပါတဲ့ပွဲစဉ်တွေပဲဖြစ်မယ်လို့ကျွန်တော်နေနေကသုံးသပ်မိပါတယ်။ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်မာကိုမန်အန်ဂါလာရဲ့နောက်ထပ်ပြိုင်ပွဲဖိုက်တာကဘယ်ဖိုက်တာဖြစ်သွားနိုင်လဲဆိုရင်တော့ယူဘရာဟာစကဖြစ်သွားနိုင်တာဖြစ်ပြီးတော့သူတို့နှစ်ယောက်ရဲ့ဒီပွဲစဉ်အတည်ပြုဖို့အတွက်ကတော့ UFC ဘက်ကဒီ official ထုတ်ပြန်တာကိုပဲစောင့်နေရမှာဖြစ်ပြီးတော့ကျွန်တော်ရဲ့ခံမှန်းချက်ကလုံးဝကိုမှန်ကန်လိမ့်မယ်လို့100%ယုံကြည်မိပါတယ်။ဆိုတော့ဒီဗိုက်ဒန်တို့ပွဲစဉ်ထုတ်သက်သွားပြီးရေဆိုလို့ရှိရင်ဘယ်လိုရလက်မျိုးထွက်ပေါ်လာနိုင်လဲဆိုတာကိုရောကျွန်တော်အနေနဲ့အနေငယ်လေးသုံးသပ်ပေးခြင်းပါတယ်။ ဒီမာဂိုမတ်အန်ကလိုက်ရဲ့ဖြစ်ရဲ့ကစားပုံကစားနည်းကမာဂိုမတ်အန်ကလိုက်ရဲ့ဟာရက်စလင်းကိုအချိန်ခံပြီးတော့ကစားတဲ့ဖိုက်တာတစ်ယောက်ဖြစ်တယ်။ဒါပေမဲ့တခုမိုက်တာကမာဂိုမတ်အန်ကလိုက်ကရက်စလင်းကိုအချိန်ခံပြီးတော့ကစားတယ်ဆိုပေမဲ့တခြားတာဂစ်စတန်ဖိုက်တာတွေလိုမျိုးသူ့အနေနဲ့ဒီခြေထောက်ပြေးဆွဲတဲ့အချက်မရှိပါဘူး။ တန်ဖိုက်ပိုင်းမှာပဲရှင်ပြီးတော့ကစားတဲ့ fighter ဖြစ်ပြီးတော့ stand fight ပိုင်းမှာသူ့အနေနဲ့အထည်နာလာမှသာ MMA fight တွေရဲ့ထုံးစံအတိုင်းသူ့အနေနဲ့ဒီစနစ်ချိန်ပြီးတော့ ground game ကိုစောတတ်တဲ့ fighter ဖြစ်ပါတယ်။ Edit channel နဲ့မှာ Goman Anger Life ကိုကျွန်တော်အနေနဲ့တော်တော်လေးကို ကြိုက်မိတဲ့ fighter တွေကတယောက်ဖြစ်တယ်လို့ပြောလို့ရပါတယ် Dallas Barrera နဲ့ပထမဦးဆုံးပွဲစဉ်ကိုပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင် Magomed Angalai ရဲ့အနေနဲ့ Dallas Barrera ကိုတိတ်တောင်းယူတာမျိုးသိမ့်မရှိပဲနဲ့သူ့အနေနဲ့ striking မှာပဲရှင်ပြီးတော့ဆော့ပြသွားတာဖြစ်ပြီးတော့ Dallas Barrera ကို striking အသာစီးနဲ့အနိုင်ရသွားတာပဲဖြစ်ပါတယ်ဆိုတော့မဂိုမန်ကလည်းရဲ့ကစားဝင်ကစားနေကကျွန်တော်ကကပြောသလိုပဲ striking မိုင်းမှာခေါ်ပြီးတော့ဆော့တဲ့ fighter ဖြစ်တဲ့ ဒီသူ့အနေနဲ့လဲထိုးပါဝါလည်းရှိတဲ့ fighter ဖြစ်ပြီးတော့ MMA ပွဲစဉ်စုစုပေါင်းပွဲစဉ်23ပွဲကစားထားတဲ့အထက်မှာ20နှစ်မှဒီ2ပွဲနိုင်ထားပြီးတော့နိုင်ရရှိထားတဲ့22ပွဲထဲမှာဆိုရင်17ပွဲထိကိုလဲထိုးနိုင်ရရှိထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တော့ကုနာကပြောသလိုသူ့အနေနဲ့ finishing rate လည်းကောင်းတဲ့လက်သီးပါဝါလည်းပြင်းတဲ့ fighter ဖြစ်ပါတယ်သူနဲ့ရှင်ပြိုင်ထိုးသက်သွားရနိုင်တဲ့ fighter ဖြစ်တဲ့ Jewel Brothers ကအနေနဲ့ကတော့ finishing rate မှာကတော့သူကမာဂိုမတ်အန်ဂါလာရဲ့ထက်ပိုပြီးတော့မြင့်တဲ့ကစားသမားဖြစ်ပြီးတော့သူနိုင်ယူရရှိထားတဲ့ ပွဲစဉ်တွေအကုန်လုံးကိုသူက finish လုပ်ပြီးတော့နိုင်ယူထားတာပဲဖြစ်ပါတယ် decision နဲ့နိုင်ယူထားတဲ့ပွဲစဉ်မရှိတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့တော်တော်လေးကိုကျန်းတယ်လို့ပြောရမှာဖြစ်ပြီးတော့ Jubras ကအနေနဲ့ဒီနောက်ဆုံးရှင်ပြိုင်ထိုးသက်ထားတဲ့ပွဲစဉ်မှာဆိုလို့ရှိရင်သူ့ရဲ့ကစားပုံကစားနည်းတွေကလည်းတော်တော်လေးကိုပြောင်းလဲလာတာကိုတွေ့ရမှာဖြစ်ပြီးတော့သူ့အနေနဲ့ကလည်း striking ဘိုင်းမှာပဲ solid တဲ့ fighter ပါဒါပေမဲ့လည်းဒီ ground game မှာလေလိုဝဲရင်လိုဝဲသလိုစော့နိုင်တဲ့ fighter ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ fighter အူရဲ့ပွဲစဉ်ကတွေ့လာခဲ့မယ်ဆိုရင်ဒီ striker versus wrestler ပုံစံမျိုးမဟုတ်ပဲနဲ့ all rounder fighter တွေရှင်ပြိုင်တိုးတက်မဲ့ပွဲစဉ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ကတော့အဲ့ဒီပွဲစဉ်အများဆုံးဖြစ်လာပါစီလို့ကျွန်တော်အနေနဲ့ဆုတောင်းမိနေပါတယ်ဘယ်သူနိုင်မလဲလို့ခံမှန်းရရင်တော့ကျွန်တော်အနေနဲ့ကတော့ Jury Brohasa ဘက်ကိုအနေငယ်ပို့ပြီးတော့အားသာမိနေပြီးတော့ Jury Brohas ကအနေနဲ့သာဒီ My US Sun နဲ့လောက်ရမျိုးတွေမလုပ်ဘူးဆိုလို့ရှိရင်တော့သူအနေနဲ့နိုင်ရရှိနိုင်ပါတယ်ဒါမဟုတ်ဘဲနဲ့သူ့ရဲ့ကစားပုံကစားနည်းပုံစံဟောင်းကြီးတိုင်းစော့နေမယ်ဆိုလို့ရှိရင်တော့မာဂိုမန်အန်ကလိုက်ရက်ကသူ့ကိုအသာစီး ရယူပြီးတော့နိုင်ငံရရှိသွားနိုင်တဲ့ပွဲစဉ်တွေပဲဖြစ်တယ်လို့သုံးသပ်မိပါတယ်။ဆိုတော့ပရိသတ်တွေအနေနဲ့ကရောဒီ fighter ဦးပွဲစဉ်ဖြစ်လာနိုင်သလားတကယ်လို့ဖြစ်လာခဲ့မယ်ဆိုရင်ရောဘယ် fighter ဘက်ကနေပြီးအားပေးသွားမလဲဆိုတာကို comment မှာဆွေးနွေးသုံးသပ်ပေးကြကြပါဦးခင်ဗျာ။နောက်ထပ်တင်ဆက်ပေးသွားခြင်းနဲ့ကျောင်းအောင်ကတော့ဒီမကြသိခင်ကမှရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ဒီပွဲစဉ်မှာသူ့အနေနဲ့အရှုံးကြီးရှုံးပြီးထားတာတော့မှအခုချိန်ထိဒေတိုက်လို့မပြီးနိုင်သေးတဲ့ Ryanian Director ရဲ့အကြောင်းကိုတင်ဆက်ပေးသွားခြင်းပါတယ်။ ီးခဲ့တဲ့အော်တိုဘာလ16ရက်နေ့ကကျင်းပသွားခဲ့တဲ့ဒီ UFC Final Event ပွဲစဉ်မှာဆိုလို့ရှိရင် Ryanair Rider နဲ့ဒီ Brandon Allen တို့ကိုကောင်းပွဲ Main Event ပွဲစဉ်နေနဲ့ပွဲတည့်ပေးထားခဲ့ပြီးတော့အဲ့ဒီပွဲစဉ်ကို Titan Eliminator Fight ပုံစံအနေနဲ့ပါ UFC ဘက်ကကျင်းပပေးခဲ့တာပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ UFC ပွဲစဉ်မှာ Ryanair Rider နေနဲ့တနည်းတွင်းမှာ5ချိန်ထိရှင်ပြိုင်ထိုးသက်ထားပြီးတော့သူ့အနေနဲ့အဲ့တဲက၄ပွဲအထိကို၄ပွဲစတိုက်နိုင်ရရှိထားပြီးတော့ finishing rate ကလည်းတော်တော်လေးကိုမြင်တဲ့အတွက်ကြောင့်မို့လို့ ရိုင်းယန်ဒါရိုက်တာကိုရွက်စီအဖွဲ့စည်းဘက်ကနေပြီးတော့အခွင့်အရေးပေးတယ်လို့ပြောမှာပဲဖြစ်ပါတယ်ဆိုတော့ Ryanair Rider နဲ့ Brandon Allen တို့ရှင်ပြိုင်ထိုးသက်ခဲ့တဲ့ပွဲစဉ်မှာပရိသတ်တွေအားလုံးသိပြီးသားဖြစ်တဲ့အတိုင်းပဲ Ryanair Rider နဲ့ Brandon Allen တို့၄ကြီးထိရှင်ပြိုင်ထိုးသက်ကြတယ်၄ကြီးမြောက် ဒီပြီးသွားတဲ့နောက်မှာဆိုလို့ရှိရင် right near rider အနေနဲ့ sub ထပ်ပြီးတော့ဒီရှင်ပြိုင်ထိုးတက်ဖို့အတွက်တက်လုံလုံးဝမကြံတော့တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ corner ကနေပြီးတော့သူ့ရဲ့တောင်းကနေပြီးတော့ဒီပွဲစဉ်ကိုရက်လိုက်တာပေါ့နော်သူ့ရဲ့နီးပြားကနေပွဲစဉ်ကိုရက်လိုက်တဲ့အထိဖြစ်ခဲ့တယ် ဆိုတော့အဲ့ဒီပွဲစဉ်ပြီးတဲ့နောက်မှာ Rainier the Rider ကိုဒီ Fighter တွေကြားထဲမှာသာမကပဲနဲ့ပြိသက်တွေအထိပါလုံးဝကိုသူ့ကိုဝေဖန်မှုတွေမြင့်တက်လာခဲ့တာ ဖြစ်ပြီးတော့ Rainier the Rider အနေနဲ့ဒီဒီလိုမျိုးအမြဲတမ်းလိုလိုနှုတ်ထွက်တတ်တဲ့ Quarter Fighter တို့ဖြစ်တယ်ဆိုပြီးတော့ပြိသက်တွေရောတခြားသော Fighter တွေကပါသူ့ကိုပြောဆိုခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့ဒီ Rainier Rider ဘက်ကနေပြီးတော့ပြန်လည်ဖြစ်ရှင်းလာတာက Rainier Rider အနေနဲ့သူကဒီ ီပွဲစဉ်မကျင်းပခင်မှာအတူအနေနဲ့ဒီ norovirus ကိုကူးစက်ခံခဲ့ရပြီးတော့ဒီ norovirus ဆိုတာကတော့ဒီမကြသိငါမှာဖြစ်ပေါ်လာခဲ့ virus တစ်မျိုးဖြစ်ပြီးတော့အဲ့ဒီ virus ကဒီ energy drain တော်လေးကိုလုပ်တယ်လို့ပြောပါတယ်ဆိုတော့ norovirus ကူးစက်ခံခဲ့ရပြီးတဲ့နောက်မှာ director အနေနဲ့တော်တော်လေးကိုအဲ့ဒီ virus ကိုခံခဲ့ရတာဖြစ်ပြီးတော့ပွဲစဉ်ထိုးသက်မဲ့နေမှာမနှုတ်ထွက်ခြင်းလာမထုတ်မနှုတ်ထွက်ခြင်းခဲ့တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ norovirus ဖြစ်ပြီးတော့ ဝင်ရောက်ထိုးတက်ခဲ့တယ်လို့ဆိုပါတယ်အဲ့လိုမျိုးဝင်ရောက်ထိုးတက်ခဲ့တဲ့အတွက်ကြောင့်မလို့သူ့အလီနဲ့ဒီပြောရမယ်ဆိုလို့ရှိရင်တော်တော်လေးကို fit မဖြစ်ပဲနဲ့ဝင်ရောက်ရှင်ပြိုင်ထိုးတက်ခဲ့ရတယ်ဆိုပြီးတော့ပြောလာခဲ့ပြီးတော့သူ့အနေနဲ့အဲ့ဒီလိုမျိုးထိုးတက်ခဲ့ရတဲ့အတွက်ကြောင့်မလို့ဒါ Brandon Allen နဲ့ရှင်ပြိုင်ထိုးတက်တဲ့ပွဲစဉ်မှာရှုံးနေခဲ့တယ်ဆိုပြီးတော့သူကတဖန်လေးပြန်ပြီးတော့တိုက်ထားတာပါကြခင်ချိန်တွင်းမှာလည်းအကောင်းဆုံးပုံစံမျိုးနဲ့ပြန်လာခဲ့မယ်ဆိုပြီးတော့လည်းပြောသွားခဲ့သေးတာလည်းဖြစ်ပါတယ် ဆိုတော့ကျွန်တော်အနေနဲ့ဒီ Rainier the Rider ကို ပြောရမယ်ဆိုရင် Hanset Chimaev နဲ့ရှင်ပြိုင် ထိုးသက်ဖို့အတွက်ရည်ချင်းရှိတဲ့ဒီ Fighter 2အဖြစ်နဲ့ဒီခံမှန်းသုံးသက်ခဲ့တာ ဖြစ်ပြီးတော့သူ့ကိုအဲ့ဒီအနေထားတိမျောလင့်ထားခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီလိုမျိုးအရေးချင်းရှိပါတယ်ဆိုတဲ့ fighter ဖြစ်တဲ့ Rainier Driter အနေနဲ့ဒီ Brandon Allen နဲ့ပွဲစဉ်မှာဗားရီများမှားသွားခဲ့တာလဲသူ့အနေနဲ့ဗားရီများလိုအပ်ချက်ရှိသွားခဲ့တာလဲဆိုတာကျွန်တော်အနေနဲ့ practical ကြကြပြန်ပြီးတော့သုံးသပ်ချင်ပါတယ် ကျွန်တော်အနေနဲ့ဒီလုံအောင်ကိုဗမ်းမလိုက်ပဲနဲ့ပြောရမယ်ဆိုရင်တော့ Rainier Director အနေနဲ့ဒီပွဲစဉ်မှာအဲ့လိုမျိုးရှုံးနိမ့်ခဲ့ရတဲ့အကြောင်းပြချက်ဟာသူပြောသလို Noro Virus ကြောင့်လည်းဖြစ်နိုင်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိတာကတော့ဒီ Rainier Director အနေနဲ့တစ်နှစ်တွင်းမှာပွဲအကျင့်ကြီးများစွာဒိုးတက်ခဲ့တဲ့အတွက်ကြောင့်လို့ပြောရမှာပဲဖြစ်ပါတယ်။ Rainier Director အနေနဲ့ကျွန်တော်အမှန်မမှားဘူးဆိုရင်ပြောရမှာကဒီ UFC ပွဲစီကိုရောက်ရှိလာတာပြီးခဲ့တဲ့ဒီ အော်တိုဘာလာလောက်2024အော်တိုဘာလာစက်တင်ဘာလာလောက်မှာရောက်ရှိလာတာဖြစ်ပြီးတော့သူ့အနေနဲ့အဲ့ဒီချိန်တွေကနေစပြီးတော့တောက်လျှောက်ပွဲစဉ်တွေထိုးတက်လာတာဖြစ်ပါတယ်။သူရှင်ပြိုင်ထိုးတက်ခဲ့တဲ့ fighter တွေအနေနဲ့ဒီ Jared Meyer Sanchez ပြီးတော့ Kevin Holland ပြီးတော့ Bonnicke ပြီးတော့ Robert Whittaker အခု Brandon Allen စသည်ဖြင့်တော်တော်စင်မှာဆိုရင် fighter 5ယောက်လောက်ရှိပြီဖြစ်ပါတယ်။ ဆိုတော့ Ryanian Rider က Nago Rex ကမှလူကောင်ကြီးတဲ့ fighter ပါလူကောင်ကြီးတဲ့ fighter အနေနဲ့ဒီ185ပေါင်နဲ့ middleweight တန်းမှာရှင်ပြိုင်ထိုးတက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ weight cap ပြုတ်လို့ရပါတယ် weight cap ပြုတ်လို့ပြီးဆိုလို့ရှိရင်ခန္ဓာကိုယ်ကနေပြီးတော့ဒီရေဓာတ်တွေကိုညှစ်ထုတ်လိုက်တာ ဖြစ်တဲ့အတွက်ကြောင့်မလို့ခန္ဓာကိုယ်ကတော်တော်လေးကို ထိခိုက်မှုရှိတယ်ဆိုပေမဲ့ပြန်ပြီး recover ယူတဲ့အနေအထားမှာ fighter တွေအနေနဲ့ဒီဆရာဝန်နဲ့အာရပညာရှင်တွေနဲ့ကောင်းကောင်းမွန်မွန်တိုင်ပင်ပြီးတော့လောက်ကင်ဆောင်ရွက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ ပြန်ပြီးတော့ recover တော့ရပါတယ်ဒါပေမဲ့အဲ့ဒါကခဏခဏလုံရင်မကောင်းတဲ့အနေအထားပါဆိုတော့ Rainier Rider အနေနဲ့ဒီတစ်နှစ်အတွင်းမှာအဲ့ဒီလိုမျိုး weight cut 9ကအထိပြုလုပ်ထားခဲ့ပြီးတဲ့နောက်မှာသူ့အနေနဲ့သူ့ရဲ့ physician physical condition ကတော်တော်လေးကိုကျသွားတယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိပြီးတော့အဲ့ဒီလိုမျိုးလုပ်ခဲ့လို့လည်းသူ့အနေနဲ့ဒီ Brandon Allen နဲ့ပွဲစဉ်မှာတော်တော်လေးရုန်းကန်ခဲ့ရတယ်လို့ထင်မြင်မိတာဖြစ်ပါတယ်ဒါပြင်သူ့ကိုလေတိုက်နေတဲ့ဖိုက်တာတွေတော်တော်များများကိုကြီးလိုက်မယ်ဆိုလို့ရှိရင်တနည်းမှ ွဲနေလို့တခါတော့မထိုးတဲ့ fighter တွေကဝေဖန်လေကန်နေကြတာကိုတွေ့ရမှာဖြစ်ပြီးတော့တနှစ်မှာတစ်ခါနှစ်ခါလောက်ရှင်ပြိုင်ထိုးသက်တဲ့ fighter တွေအနေနဲ့ဒီ Rainier လိုမျိုးပွဲစဉ်၅ပွဲဇက်တိုက်တစ်နှစ်အတွင်းမှာရှင်ပြိုင်ထိုးသက်ကြီးစေခြင်းပါတယ်အဲ့ဒီလိုမျိုးလုံးမသာသူသူ့ရဲ့ဒီနေရာကိုနားလည်မှာဖြစ်ပြီးတော့သူရှုံးနေရတဲ့အကြောင်းရင်းကိုလည်းကောင်းကောင်းကြီးနားလည်သွားမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီလိုမျိုးကျွန်တော်ကကပြောသလိုဝိတ်ကက်တွေအများကြီးလှုပ်ထားတဲ့ဖိုက်တာအနေနဲ့တော်တော်လေးကိုသူ့ရဲ့ energy တွေ drain ဖြစ်သွားတာဖြစ်ပြီးတော့ recovery ပြန်ဖြစ်ဖို့ကလည်းတော်တော်လေးကိုစောင့်ရအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ Rainier Rider တွေနဲ့အဲ့ဒီပွဲစဉ်မှာရှုံးနေသွားခဲ့ရတယ်။သူ့ရဲ့ဒီတက်လုံတွေကြာဆင်းသွားခဲ့ရတယ်၊စွမ်းဆောင်ရည်တွေကြာဆင်းသွားခဲ့ရတယ်လို့ကျွန်တော်နေကတော့တထစ်ချာသတ်မှတ်မိပါတယ်။ဒါပြင်စိတ်မကောင်းစရာတစ်ခုက Rainier Rider အနေနဲ့ဒီပွဲစဉ်ပြီးတဲ့နောက်မှာဆိုလို့ရှိရင် ranking စီးရင်မှာ ၄နေရာလောက်ထိချခံလိုက်ရတာဖြစ်ပြီးတော့သူက number 7နေရာကိုပြန်ရောက်သွားပြီပဲဖြစ်ပါတယ်။ဆိုတော့သူ့အနေနဲ့ champion ကိုဆင်ခုံခွင့်ရရှိဖို့အတွက်တော်တော်လေးကိုပြန်လဲစူးစမ်းရအောင်ပါဖြစ်ပြီးတော့မကြခင်အချိန်အတွင်းမှာတော့ champion ကိုဆင်ခုံခွင့်မရရှိနိုင်ဘူး။ဒါအပြင်ကျွန်တော်အနေနဲ့ဒီ Ryanian Rider ကိုအကြံပြုချင်တာကတော့သူ့အနေနဲ့ပွဲထိုးတာကိုတစ်နှစ်လောက်ဖြစ်ဖြစ်နှစ်ဝက်လောက်ဖြစ်ဖြစ်နားထားပြီးမှပြန်ပြီးတော့ထိုးမယ်ဆိုလို့ရှိရင်အကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်လိမ့်မယ်လို့ ျော်လင့်မိပါတယ်။အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့သူ့အနေနဲ့ဒီဝိတ်ကက်ကပေးတဲ့ဒုက္ခကိုခံစားနေရအောင်မှဖြစ်ပြီးတော့အဲအရင်တော့ကပုံစံလိုပဲထူးမခြားနာဖြစ်သွားပါလိမ့်မယ်။ဆိုတော့ပရိသတ်တွေအနေနဲ့ကရောရိုင်းနီယာဒရိုက်တာအနေနဲ့အဲ့လိုမျိုးဒီပွဲစဉ်တွေမှာလိုအပ်ချက်တွေရှိတဲ့ပုံမှာဘယ်လိုမျိုးထင်မြင်ယူဆသုံးသပ်မိလဲဆိုတာကို comment မှာဆွေးနွေးသုံးသပ်ညင်ခုံပေးခဲ့ကြပါခင်ဗျာ။နောက်ဆုံးအနေနဲ့ဒီတင်ဆက်ပေးသွားခြင်းတဲ့အကြောင်းကတော့တကယ်ကိုပွဲကူးကြမ်းနေတဲ့ကျွန်တော်တို့ရဲ့ဒီ UFC ဘန်ဒမ်မွေတန်း ခုတ်ကြီးမီရက်ဒေါလီရှီဗေးရဲ့နောက်ထပ်ပွဲစဉ်အကြောင်းနဲ့သူ့အနေနဲ့ဒီဝန်ထမ်ွေတန်းမှာပဲချိန်တိကြီးစိုးနေနိုင်အောင်မလဲဆိုတဲ့သုံးသက်ချက်အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဆိုတော့မီရက်ဒေါလီရှီဗေးအနေနဲ့အခုလာမယ့်ဒီ UFC 323ပြိုင်ပွဲပွဲစဉ်မှာဆိုလို့ရှိရင်သူ့အနေနဲ့သူ့ရဲ့ဒီဝန်ထမ်ွေတန်းချန်ပီယံကပတ်ကို၅ချိန်မြောက်ကာကွယ်ပြသွားတော့မှာဖြစ်ပြီးတော့ ။ရှင်ပြိုင်ထိုးသက်သွားမဲ့ fighter ကတော့ Pedrian ဆိုတဲ့ fighter ဖြစ်ပါတယ်။ဒီ Pedrian ဆိုတဲ့ fighter နဲ့ Mirat Derishive အနေနဲ့ကဒီပထမအကြိမ်တွေ့ဆုံထားခဲ့ပူပြီးဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်မှာ Mirat Derishive အနေနဲ့ Pedrian ကိုအသာစီအမှန်အပြတ်သတ်နဲ့နိုင်ယူရရှိခဲ့ပြီးတော့သူကနောက်ပစင်ကိုတက်လန်းလာနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒီ Pedrian ဆိုတဲ့ fighter ကတော့ဒီ UFC ရဲ့ Bantamweight ဒီ Champion Hound ဖြစ်ပြီးတော့ Striking ဘိုင်းမှာတော်တော်လေးကိုကောင်းတဲ့ fighter ဖြစ်ပါတယ်။ ဆိုတော့ဒီ Mirror Division ဘေးကို UFC ဘက်ကပွက်တယ်ပေးစရာ fighter ကတိတ်ပြီးတော့မရှိတော့ပါဘူး။မရှိတော့တဲ့အတွက်ကြောင့်မို့လို့အရင်ကပွက်တယ်ပေးထားမှုတဲ့ fighter တွေနဲ့တကြော့ပြန်ပြန်လဲပြီးတော့ပွက်တယ်ပေးနေတာဖြစ်ပြီးတော့သူ့အနေနဲ့ဒီ Bantam Weight တန်းမှာလူကုံသွားပြီဆိုလို့ရှိရင် နောက်ဆင့်တက်ပြီးတော့ Featherweight တန်းကိုတက်ပြီးတော့စိန်ခေါ်သင့်တယ်ဆိုပြီးတော့ Ilya Topuria ကတော့အကြံပြုထားပါတယ်။ဒါပေမဲ့လည်း Mirror Division ဘေးအနေနဲ့သူကဒီ Bantam Weight တန်းမှာမပြီးဆုံးသေးတဲ့ လုပ်ငန်းရှိနေတယ်လို့ယူဆပြီးတော့သူ့အနေနဲ့ဘန်နံဝေးထဲမှာဆက်လက်ရှိနေသေးတာလည်းဖြစ်ပါတယ်။ Mirror Derivative အနေနဲ့လက်ရှိလုံလောဆယ်မှာသူ့အနေနဲ့ဒီဘန်နံမွေတန်းက Fighter တွေတော်တော်များများထက်တာလွန်တဲ့သူ့ရဲ့ဒီအကောင်းဆုံးအချက်ကတော့ တက်လုံပဲဖြစ်ပါတယ်တက်လုံတော်တော်လေးကို ကောင်းမယ်ဆိုတဲ့အနေအထားမှာမီရပ်အနေနဲ့သူ့ရဲ့ပြိုင်ဘက်ဖိုက်တာတွေကိုလုံးဝဆိုသလိုအကြောပေးပြီးတော့ဆော့ထားနိုင်တာဖြစ်ပြီးတော့ငါးကြီးအပြည့်ဆော့သွားတဲ့ပွဲတွေမှာဆိုလို့ရှိရင်တော့မှနောက်ထပ်ငါးကြီးဆက်ဆော့ရင်တော့ဘာမှမဖြစ်ဘူးဆိုတဲ့ပုံစံအတိုင်းသူကဆော့ပြသွားတာဖြစ်ပြီးတော့သူ့ရဲ့ဒီတက်လုံကတော်တော်လေးကိုလေးစားစရာကောင်းတဲ့အနေအထားမှာရှိနေရတယ်ဖြစ်ပါတယ်နောက်ဆုံးရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ဒီကိုရီဆန်ဟေဂန်နဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဒီကိုရီဆန်ဟေဂန်ကိုမီရပ်ဒဗရီရှင်ပေးနေတဲ့ဒီတက်လုံကိုအဓိကထားပြီးတော့ သူ့ရဲ့ဒီကလန်နဲ့အနေနဲ့ဆော့ပြသွားခဲ့တဲ့ဆိုပေမဲ့ Bread Delivery ပေအနေနဲ့ဒီ Ground Game ဘိုင်းမှာရော Striking ဘိုင်းမှာရောပို့ပြီးတော့တိုးတက်လာတာကိုတွေ့ရမှာဖြစ်ပြီးတော့ Corey Sanhagen လိုမျိုးတကယ်ကိုကြမ်းလှပါတယ်ဆိုတဲ့ Fighter တူကိုသူ့အနေနဲ့ Striking ဘိုင်းမှာရှင်ဆော့ပြနိုင်တာကတော့ Mirab အနေနဲ့ဘတ်စုံဖွံ့ဖြိုးထူးချွန်လာတဲ့ဒီ Goat 2 Fighter ဖြစ်နေပြီဆိုတာပြသနေတာပဲဖြစ်ပါတယ် ဆိုတော့အခုလက်ရှိလောလောဆယ်မှာ Red Devil Shape နဲ့ရှင်ပြိုင်ထိုးတက်သွားမယ့် fighter ဖြစ်တဲ့ Peterian ဆိုတဲ့ fighter ကဘယ်လို fighter မျိုးလဲဆိုတာကျွန်တော်နေနဲ့ပြပြချင်ပါတယ် ဒီပီတိုရန်ဆိုတဲ့ဖိုက်တာကတော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင် personality အနေနဲ့ကျွန်တော်ဒီဖိုက်တာကိုစပြီးတော့သူ့ရဲ့ပွဲစဉ်တွေကိုစကြည့်မိတာကတော့ပြီးခဲ့တဲ့3-4နှစ်ကာလလို့ပဲပြောရမှာဖြစ်ပြီးတော့သူ့ရဲ့ဒီကစားပုံကစားနည်းကတော့ဒီ striking ဘိုင်းမှာအခြေခံပြီးတော့ဒီကစားတဲ့ဖိုက်တာဖြစ်ပြီးတော့မှွေထိုင်းကိုအခြေခံပြီးတော့ကစားတဲ့ဖိုက်တာဖြစ်တဲ့ striking ဘိုင်းမှာတော်တော်လေးကို ပြီးကျွမ်းကျင်တဲ့ဖိုက်တာဖြစ်ပြီးတော့သူ့ရဲ့ striking ပုံစံကတော်တော်လေးကိုလည်းထူးခြားတဲ့ဖိုက်တာတူဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ Petrian ကိုကျွန်တော်ကတော်တော်လေးကိုသဘောကျမိတဲ့ဖိုက်တာတွေထဲမှာပါပါတယ်ဒါပေမဲ့သူ့ရဲ့ဒီလိုအပ်ချက်ရှိတာကသူကဒီ ground game ဘက်မှာတော်တော်လေးကိုလိုအပ်ချက်ရှိနေတာဖြစ်ပြီးတော့သူ့အနေနဲ့ဒီ Mirab Devlin Shivi လိုမျိုးဖိုက်တာတွေပြီးတော့ ground game မှာကောင်းတဲ့ဒီ Ajmain Salin လို့ဖိုက်တာတွေနဲ့တွေ့လာပြီဆိုလို့ရှိရင် တော်တော်လေးကိုကြောင်ပြောက်တိုင်ပတ်တတ်တဲ့အနေထားမှာရှိတဲ့ fighter ဖြစ်ပါတယ်ဆိုတော့ဒီသူ့အနေနဲ့ဒီ ground map မှာနိုင်ငံပို့ပြီးတော့ဒါကျွမ်းကျင်ပိုင်နိုင်ခဲ့မယ်ဆိုလို့ရှိရင်အရင်ကတည်းကပို့ပြီးတော့ကောင်းတဲ့ fighter ချမ်းတူဖြစ်လာနိုင်မယ်လို့ယုံကြည်မိပါတယ်။ဆိုတော့ Peter Yan အနေနဲ့လက်ရှိလောလောဆယ်နောက်ဆုံးရှင်ပြိုင်ထားတဲ့၃ပွဲမှာ၃ပွဲစလုံးကိုနိုင်ယူရရှိထားတယ်။နိုင်ယူရရှိထားတဲ့ဆိုပေမဲ့ decision နဲ့နိုင်ယူရရှိထားတာ decision နဲ့နိုင်ယူရရှိထားတာဆိုပေမဲ့အဲ့ဒီပွဲစဉ်မှာသူ့ရဲ့ပြိုင်မဲ့ fighter တွေကိုအမှန်ကန်ထူထောင် ထိုးတက်ခဲ့တဲ့အတွက်ကြောင့်မလို့လဲသူကချန်ပီယံကပ်စိတ်ခေါ်ခွင့်ကိုထပ်မံရရှိသွားတာဖြစ်ပါတယ် ဆိုတော့မီရပ်ကြီးအနေနဲ့ကလက်ရှိလောဆင်မှာတော်တော်လေးကိုပွဲကူးချမ်းနေတာဖြစ်ပြီးတော့သူ့အနေနဲ့သူ့ရဲ့ဒီချန်ပီယံကပတ်ကိုကာဝယ်ထားတာမကြသေးခင်ကမှဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်ထပ်ချန်ပီယံကပတ်လူပွဲပွဲစဉ် sorry ချန်ပီယံကပတ်ကာဝယ်ပွဲပွဲစဉ်တပွဲအရှင်ပြိုင်ထိုးသက်တယ်ဆိုတာကတော့အင်မတမကိုပွဲကူးချမ်းနေတယ်လို့ပြောရမှာပဲဖြစ်ပါတယ်ဆိုတော့မီရပ်အနေနဲ့အခုချိန်မှာသူ့အနေနဲ့အသက်က34နှစ်အရွယ်ရှိနေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့မကြခင်အချိန်အတွင်းမှာ prime color အကြပိုင်းရောက်လာတဲ့အခါမှာရောဘယ်လိုမျိုးသူ့အနေနဲ့စွမ်းဆောင်ရည်တွေရှိသွားမလဲဆိုတာတော်တော်လေးစိတ်ဝင်စားစရာဖြစ်ပါတယ်ဆိုတော့ ော့ပြည်သက်တွေနေကတော့ဒီ mirap တွေနေနောက်ထပ်သူ့ရဲ့ဒီပွဲစဉ်တွေဘယ်နှပွဲလောက်ရှင်းပြိုင်ထုံးသက်သွားနိုင်အောင်မလဲသူ့ရဲ့ဘန်ဒမ်မွေတန်းမှာကောအကောင်းဆုံး fighter 2ဖြစ်နေပြီလားဂုံကြီး2ဖြစ်နေပြီလားဆိုတာကျွန်တော်ဒီမြူဆ3သက်ချက်လေးကို comment မှာရေးပေးခဲ့ကြပါဦးခင်ဗျာဗီဒီယိုလေးကိုစုံလင်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်